။ဘုရားမှာမတန်လို့ရှိရင်စက်တီရှိသူနဲ့စက်တီကင်းမဲ့သူဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာဘယ်လိုမှရေဆက်မဆုံဘူးဆိုတာရှိနိုင်သလား။ဟုတ်တော့ဟုတ်တယ်ခုကလူတွေရေဆက်လို့ပြောကြတယ်နော်။ရေဆက်လို့ပြောတယ်ဘုံကံမရှိတဲ့လူဟာရေစက်ဆုံလို့မရဘူးတဲ့ဘုံကံညတာกว่าနေလို့ရှိရင်ရေစက်မဆုံဘူးအဲ့ဒါကို တင်ကအမကြီးကိုမေးတဲ့အခါကျတော့ဘုံကံရှိသူနဲ့ဘုံကံမရှိသူဟာတူတူပေါင်းဖက်မှုများရှိသလားလို့ဆိုဒီရေစက်မဆုံးဘူးသူဟာဥဒ္ဓမရဒေဝီကပြောတယ်သူအဖေကပေးစားလိုက်တော့လည်းပဲသူတို့နှစ်ယောက်ဟာဘုံကံချင်းမတူလို့ရေစက်မဆုံးဘူးဆိုတာကိုပြောတော့တင်ကအမကြီးကိုမေးတဲ့အခါဒါမဖြစ်နိုင်ဘူး မရှိနိုင်ဘူးပေါ့ပြီးတော့ပေးစားရတဲ့အတိုင်းဒီလိုဖြစ်တယ်ဆိုတော့လောကမှာမရှိနိုင်ဘူးဆိုတော့အဲ့ဒီမိဖုရားကသူ့တက္ခာမှာတိတ်ကြောက်သွားတယ်တိတ်ကြောက်သွားတော့ဘုရင်ကြီးကကဲတခြားပညာရှိတွေကိုငါမေးဦးမယ်ဆိုမဟာဒရာကိုခေါ်ပြီးတော့မေးတယ်ဒီလိုကိစ္စမျိုးကဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလားလူတွေဟာတယောက်နဲ့တယောက်ဘုန်းကန်ချင်းမတူရင်ရေဆဲမဆုံဘူးဆိုတာဖြစ်နိုင်သလားဆိုတော့ အဲ့ဒါဘုရင်ကြီးမေးတဲ့မိန်းကောင်ကဘာလို့ဆိုအဋ္ဌိတိယရူပဝတိသာသတိလဝတိတိယအမျိုးသမီးတယောက်ဟာယောဂလည်းပထမချောတယ်ကိုချင်းစာရိတ္တအချင်းစာရိတ္တလည်းအလွန်ကောင်းတယ်ပုရိသောတန်နာအိစေယဒါပေမဲ့ယောက်ျားတယောက်ကအဲ့ဒီအမျိုးသမီးကိုလုံးဝမချစ်နိုင်ဘူးမခင်နိုင်ဘူး တတ္တဟာတိမောဒနာအဲ့လိုမျိုးဖြစ်တယ်ဆိုတာမင်းယုံကြည်သလားလောကမှာရှိနိုင်သလားအမျိုးသမီးတယောက်ကဘာမှအပြစ်မရှိဘူးယုံလဲချောတယ်နော်ကိုချင်းတရားလဲဓမ္မတတ္တဟာမိမဟာရဇာသူယုံပါတယ်တဲ့လက်ခံတယ်ပုရိသောဒုပကောတိယယောက်ျားလှုပ်တဲ့ပုဂ္ဂိုလ်ကဘုန်းကန်နေတဲ့လူဆိုလို့ရှိရင်ဘုန်းကန်ကြည်ပါတဲ့အမျိုးသမီးကိုစိတ်ဝင်စားမှုတဲ့ဒါ ခြေဆက်မဆုံးဘူးလို့ပြောမှာပမာလို့နော်ခြေဆက်မဆုံးမဆုံးနိုင်ဘူးတဲ့ဗျာတိရိစကလစကနိစနာသမေတိကုရသနာလောကမှာတဲ့ဂုံချက်တည်းရှိတဲ့ပုဂ္ဂိုလ်နဲ့ဂုံချက်တည်းရုပ်တဲ့ပုဂ္ဂိုလ်ဟာဘယ်တော့အခါမှပေါင်းစည်းမိခြင်းမရှိနိုင်ပါဘူးတာလူတဘာဝပါပဲဘုရားတော်ကတော့ရှိနိုင်တယ်ဆိုတာကိုထောက်ခံပြီးတော့ပြောကြလိုက်တဲ့အခါ ်ကုတ္တမရဒေဝီအသက်ချမ်းသာရာရသွားကျေးဇူးတင်တဲ့မဟာဒရာကိုအလို့ဆိုရင်သူဟာအသက်ခံရမယ့်သဘောဖြစ်သွားအဲ့ဒါလို့ပြဿနာတစ်ခုကိုဒီလိုဖြေရှင်းလိုက်တဲ့အခါမှာမိင်းကြီးကလည်းပဲကျေးဇူးတင်သွားတယ်အကယ်၍မဟာဒရာသာမရှိဘူးဆိုလို့ရှိရင်သူ့မှာမိဖုရားတို့ဆုံးရှုံးသွားနိုင်တယ် တေရန်ကလို့ဆိုလို့ရှိရင်ဒီမိဖုရားကိုသူတေရန်ပေးမိမှာပေါ့ခုမောဒရာရဲ့ကျေးဇူးကြောင့်ဒီမိဖုရားကိုသူမဆိုးရှုံးတာဖြစ်တယ်ဆိုပြီးတော့ခြေနှက်ပြီးတော့စွ့ဝေတတန်းတသိန်းပြင်းကြီးကဆုချတယ်ကက်စတောင်းပေးတာနော်ရှင်ဝေဝေတသိန်းတကားလည်းပေးတယ်တစ်ဆောင်